ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟိုးနယ်လွိုင်လင်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အတွက်အသက်18နှစ်ကနေအသက်38နှစ်အတွင်းရှိတဲ့လူငယ်တွေကိုမဲနိုင်ခိုင်းနေပြီးလူငယ်900ကျော်မဲပေါက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။ဟဲဟိုးမြို့နယ်ဝေယုံတောရွာမှာဂျွန်လ16ရက်နေ့ကလူငယ်အလုံးရွာခန်းမှမှာမဲသွားနိုင်ခဲ့ရတာဖြစ်ပြီးမဲနိုင်သူ400စလုံးပေါက်သွားပြီးတော့မဲပေါက်သူတွေကစစ်မှုထမ်းအပတ်စဉ်အလိုက်တတုတ်ချင်းစီအကုန်သွားရမှာဖြစ်တယ်လို့မဲနိုင်ရမှာပါဝင်ခဲ့တဲ့ဒေသခံရွာသားကပြောပါရယ်။ အရင်ကတော့ပတ်စံပေးပြီးလူငါထည့်လို့ရပေမဲ့အခုကတော့ကြေးရွာတွေမှာရှိတဲ့လူငယ်တွေအကုန်လုံးမဲနှိုက်ရတာလို့လည်းဆိုပါရယ်စစ်မှုထမ်းဖို့မဲနှိုက်ရတာအပြင်စစ်မှုထမ်းစရိတ်အတွက်ကြေးရွာအုပ်ချုပ်ရေးမှူးကအိမ်တော်စုတစုကို2000နှုန်းနဲ့ကောက်ခံနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်ဒါပြင်လွိုင်းလင်းမြို့တည့်ရက်ကွက်မှာလည်းစစ်မှုထမ်းဖို့ဂျွန်လ16ရက်နေ့ကမဲနှိုက်ခိုင်းခဲ့ပြီးအယောက်100ကျော်မဲပေါက်သွားပြီးတော့ကျန်တဲ့ရက်ကွက်တွေမှာလည်းမဲနှိုက်ရမယ်ဆိုပြီးဆလာပို့ထားတယ်လို့မြို့ကန်ကပြောပါရယ်ရှင်